ဒေါ်လာပြည်သူအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကမိဘပြည်သူတွေပြောပြချင်တာကကျွန်တော်တို့အမြင်မတော်တာလေးတစ်ခုလောက်ကျွန်တော်မိဘပြည်သူတွေပြောချင်တယ်။ဒါလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေယူချင်တာကဒီမိုကရေစီပြည်သူတွေဘာလို့ချင်တာလဲစစ်မှန်တဲ့ဒီမိုကရေစီကိုချင်တာဟုတ်ပြီစစ်မှန်တဲ့ဒီမိုကရေစီကိုလိုချင်တဲ့ပြည်သူတွေကစစ်မှန်တဲ့ဒေါ်လာရင်းသမားတွေရဲ့ like တွေ ဝန်ရံပေးဖို့မလိုဘူးလားဟုတ်လားပေါ့ကျွန်တော်တို့ YouTube မှာပဲ live လွှင့်လွှင့် TikTok မှာပဲ live လွှင့်လွှင့် Facebook မှာပဲ live လွှင့်လွှင့်ကြိုက်တဲ့ data တွေအမှန်ဆိုရင်ကျွန်တော်တို့ပြည်သူတွေအားလုံးကလိုချင်နေတဲ့ဒီမိုကရေစီကိုအဲ့ဒီ live တွေမှာကျွန်တော်တို့ဝန်ရံပေးရမယ်ဆိုတော့ပေါ့ကျွန်တော်မိဘပြည်သူတွေသိမယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အခုလက်ရှိမြင်နေရတဲ့အရာတွေက TikTok မှာ live လွှင့်မလား Facebook မှာ live လုပ်မလား YouTube မှာ live လုပ်မလားဒါပေမဲ့အဲ့ဒီနေရာတွေမှာတော်လန်ပြည်လူကျွန်တော်တို့မတွေ့ရဘူး။ဘယ်ရောက်နေလဲဆိုတော့အပျော်ပါ live တွေတွေ့နေတာ။ဒါအဓိကပြတ်တယ်တော့ကြတယ်။အဲ TikTok ပေါ်မှာဆိုလဲဒါရင်းနေရင်းနေရနေပြီးတော့ campaign တွေလုပ်ပြီးတော့ကျွန်တော်တို့တော်လန်ရေးအတွက်ရံပုံငွေရှာနေကြတယ်။ကျွန်တော်ပြောချင်တာကကိုကမပါဝင်နိုင်အောင်လူအားနဲ့မပါဝင်နိုင်ငွေအား ငွေအားနဲ့မပါဝင်နိုင်ခွန်အားတယ်ဒေါ်လာရေးဆိုတာစိတ်ပါမှတိုက်မယ်ငါတို့စိတ်ပါမှသွားပြီးတော့ဝင်ရလိုက်မယ်ကွာငါတို့စိတ်ပါမှသွားပြီးတော့အတက်လေးထောက်ပေးလိုက်မယ်ကွာမရဘူးဒီဒေါ်လာရေးကကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာမိတင်းနေထိုင်တဲ့မြန်မာစကားပြောတဲ့အားလုံးတိုင်းသားညီကိုမတော်မှအားလုံးနဲ့ဒီဒေါ်လာရေးနဲ့ဆိုင်ပါတယ်။ဘာကြောင့်ဒီဒေါ်လာရေးနဲ့ဆိုင်လဲလို့ပြောရတယ်။ကျွန်တော်တို့ပြည်သူတွေလိုချင်နေတာကစစ်မှန်တဲ့ဒီမိုကရေစီ ငါတော့နိုင်ငံရေးအကြောင်းမသိလို့ငါတော့တော်လိုင်းအကြောင်းမသိဘူးကွာအဲ့ဒါလို့အဲ့ဒီလိုပြောနေတဲ့သူတွေကမတိကျင်အောင်ဆောက်နေမတိတာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်ဒီကနေ့ပြီးတော့တိုက်တွန်းခြင်းဟလာဘယ်မှာပဲ live တွေ live တွေတော်လိုင်းရေး live မှန်တွေ့ခဲ့ရင်ကိုကငွေအားနဲ့မပါဝင်နိုင်ရင်တော့မကိုက share ပေးလို့ရရင် share ပေးမယ်ညဝေပေးလို့ရရင်ညဝေခဲ့ပေးကြအသေးထောင်းလို့ရရင်အသေးထောင်းမယ်လက်မထောင်းလို့ရရင်လက်မထောင်းပေးမယ် တခွင်းဟလာ YouTube မှာပဲ live လွှင့်နေ YouTube မှာ live လွှင့်နေတဲ့တော်လိုင်းသမားတွေ live လွှင့်တွေ့လားကျွန်တော်တို့တွေ subscriber တွေလောက်ခဲ့ပြီမယ်လက်မလေးထောင်ရပြီကြိုက်တီမမဖြစ်ဖြစ်စေမကြိုက်တီဖြစ်စေတော်လိုင်းရဲ့ live ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကမလုပ်ပြရမလဲဆိုတော့ subscriber တွေထောက်ခဲ့ပြရမယ်လက်မတွေထောင်ခဲ့ပြရမယ်အဓိကကကျွန်တော်တို့တော်လိုင်းရဲ့အမြန်ဆုံးပြီးဖို့တော်လိုင်းရေးဆိုတာရေရှည်တိုက်ပွဲဆိုပေမဲ့ ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဟာအင်အား၄သိန်းလို့သူကငွေကောင်ကျူးကျော်ထားတယ်အခုဆို၄သိန်းမပြောနဲ့တသိန်းတော့မပြည့်တော့မြန်မာနိုင်ငံမှာမိတင်းနေထိုင်တဲ့ပြည်သူကပြည်သူလူကြီးတန်း60ကျော်ရှိတယ်တန်း60ကျော်ထဲမှာကြမ်းဖက်ပါတီဘောမပေါ့နော်ဒီဒီမိုကရေစီကိုမကြိုက်တဲ့လူတစုကိုဖယ်လိုက်ရင်တော့ကျွန်တော်တန်း40ပဲထားတော့ဟန်ကြီးပြီးပါဒါပေမဲ့ကျွန်တော်ရှိတဲ့ဟာလာဒီအကြမ်းဖက်စစ်တပ်ကိုမကြိုက်တဲ့ဒီမိုကရေစီကိုလိုလားတဲ့သူတွေက ဒေါ်လာရေးတွေ లై တွေ లై တွေထဲမှာတွေ့ခဲ့သူရှိတော့ကိုကတွားရင်းလာရင်လည်းတွေ့ခဲ့သူရှိတော့လိုက်ရင်ရှဲလေးတွေအတဲလေးတွေထောက်ပေးဖို့မမေ့ပါနဲ့ဒီဒေါ်လာရေးရဲ့အစုံအဖက်မြန်မာနိုင်ငံမှာအခုလက်ရှိဖြစ်နေတဲ့အာဏာသိမ်းမှုမြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့နေဝင်ချိန်ကဘ ᱹ ုပေါ်မှာမူတည်လဲဆိုတော့ကျွန်တော်ခုနကပြောခဲ့သလိုပဲမြန်မာနိုင်ငံမှာမြစ်တင်းနေထိုင်တဲ့တိုင်းရင်းသားညီကိုမောင်နှမအားလုံးပေါ်မှာမူတည်နေတယ် စစ်မဲ့နဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင်မြန်မာနိုင်ငံမှာရှိနေတဲ့အကြဖက်စစ်တပ်ကိုကျွန်တော်တို့ကအမြင့်ဖြတ်တော်လှန်မှပြည်သူတွေလိုလားတဲ့စစ်မဲ့နဲ့ငြိမ်းချမ်းရေးနဲ့ Federal Democracy ကိုကျွန်တော်တို့ကပေါင်းလို့ရမှာဖြစ်တယ်။ရိုးရိုးလေးပဲဟာလားပြည်သူတွေလည်းအတူအရောင်ဒီမိုကရေစီမှာလည်းကျွန်တော်တို့နေခဲ့ပြီ။ကျွန်တော်ပြည်သူအစိုးရတက်ပါတယ်ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်တဲ့ချိန်တုန်းကလည်းကျွန်တော်တို့ဒီမိုကရေစီရတာမဟုတ်ပါဘူးအတူအရောင်ဒီမိုကရေစီပါ ောင်ထဲကနေပြီးတော့ပြည်သူတွေကိုကျွန်တော်တို့ကဒီမိုကရေစီဆိုတာဘာလဲဘာလဲဆိုတာကိုကျွန်တော်တို့ချပြခဲ့ကြဒီလိုရခဲ့တဲ့အတူရောင်ဒီမိုကရေစီတော့အနှစ်သာရတော့ဒီလောက်ခံစားလို့ကောင်းရင်အစ်စ်အမှန်ဆိုရင်ခင်ဗျားတို့ဘယ်လိုခံစားရမလဲစဉ်းစားကြည့်ပါเนาะကျွန်တော်ပြောချင်တာကတော်လိုင်းလိုက်ဒီမှာကြာရဲ့ဟလာ TikTok ထဲမှာပဲဖြစ်ဖြစ် Facebook ထဲမှာပဲဖြစ်ဖြစ် YouTube ထဲမှာပဲဖြစ်ဖြစ်တော်လိုင်းလိုက်တယ်ဘာဖြစ်လဲအတိုင်းပေးတယ်ပန်းပေးတယ်ဘယ်ကောင်းတရားဆွဲမှာမဟုတ်ဘူး YouTube ထဲမှာလမ်းမထောင်ပေးရယ် share ပေးတယ်ဘယ်သူကတရားဆွဲမှာမဟုတ်ဘူးဟာလာအာနာရှင်ကိုတော်လှန်လဲဆိုတော့အကြောက်တရားတွေကင်းမဲ့ပြီကျွန်တော်တို့တော်လှန်ရတယ်ကြောက်လို့တော်လှန်တာမဟုတ်ဘူးတကောဟုတ်တယ်နော်ကျွန်တော်တို့လိုချင်တဲ့စနစ်တစ်ခုကိုပြောင်းလို့တော်လှန်ကြောက်နေနှစ်ခါသေးတယ်ကြာဘာဟုတ်ကြောက်เสียချင်လို့အဲမင်းမိဘတွေဖမ်းပါလားတာသမီဖမ်းပါလားကျွန်တော်မှုတွေပြောင်းလာတယ်ရုံမပြောင်းဘူးဒီပြန် లై ట్ တွေနဲ့တက်လာနော် TikTok social media ဆိုလဲရုံမပြောင်းမနဲ့တော်လှန်လို့ရတယ် ်ဘယ်ဘောကမှလာပြီးမစစ်ဘူး။အောက်ကနေ follower အသက်ထောက်ပြီးလို့လည်းဘယ်သူမှလာမစစ်ဘူး။ရုပ်မတင်ထားရင်ဒါကြောင့်မို့ကျွန်တော်ပြောချင်တာက YouTube မှာလည်းဒီတိုင်းပဲ။ software တစ်ခုဖောက်ဟာလား။ဒီတိုင်းပဲသွားလို့ရတယ်။ Facebook မှာလည်းဒီတိုင်းပဲ။ဒါကြောင့်မို့ကျွန်တော်တို့ပြည်သူတွေဘာဖြစ်လို့ကျွန်တော်လည်းစဉ်းစားလို့မရအောင်အာနာရှင်ဘောတော့ကြဆုံးစေခြင်း။ဒါပေမဲ့ တော်လိုင်းရင်း light တွေ light တွေကြာရင်မိဘပြည်သူတွေကတအားကိုတွန်းဆုပ်နေတယ်ကျွန်တော်မြင်ကျွန်တော်တို့ရဲဘော်တွေကမြေပြင်မှာအတက်ပေးတဲ့ခါကျရင်မတွန်းဆုပ်ဘူးသခန်းတိုင်းတိုက်တိုက်မယ်ဆိုရင်တက်မယ်ဆိုအကုန်တက်တာငါတို့တိမ်မာကြောက်လို့ဟလာတိမ်မာကြောက်လို့ဆိုပြီးတော့ပြန်ဆုပ်လာတယ်မရှိဘူးမြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေတောင်မှရွတ်ရွတ်ချွန်ချွန်ရန်သူသခန်းကုန်းကိုဖြိုပြဖြိုခွဲပြီးတော့သခန်းတိုင်းတိုက်ပွဲတွေမြို့တိုင်းတိုက်ပွဲတွေချနေတာကျွန်တော်တို့ပြည်သူတွေက ရှယ်ပေးဖို့ညှဝေပေးဖို့အတဲထောက်ပေးဖို့အောက်ကနေဝင်းရံပေးဖို့ဘာလို့တွန်းဆုတ်နေတာကျွန်တော်ဒါလေးပြီးကျင်လာဒါဟုတ်ကျွန်တော်မေးလိုက်တာအခုကျွန်တော်တို့တော်လိုင်းရင်းလိုက် YouTube မှာဆိုလဲကျွန်တော်ရဲ့ YouTube မှာကြည့်လိုက်ပါအားလုံးပေါ့ follower ဘယ်လောက်ရှိတယ်လဲလူတိုင်းကကြည့်ကြတယ်ဗန်ဟာလေးတင်လိုက်လဲကြည့်ကြတယ်ဘာဖြစ်လို့တော်လိုင်းရင်း like တွေကိုဟလာအဖို့ subscribe subscribe လောက်ပေးဖို့လက်မထောင်ပေးဖို့ ကြိုက်ပြီဖြစ်စေမကြိုက်ပြီဖြစ်စေကွန်မတ်ရေးပေးကိုဘာလို့တွန်းဆောက်နေရတာကျွန်တော်ဒါကိုသိချင်တယ်ရှင်းရှင်းလေးမတို့ဒီမိုကရေစီမလိုချင်ဘူးတော့မလိုချင်မလိုချင်ဘူးဆိုပြီးတော့တဲ့မရောက်နိုင်ရေကောက်ပွဲမှာလက်ခံရှင်းရှင်းလေးကျွန်တော်ပြောစကားရှင်းရှင်းလေးကျွန်တော်တို့ကပြည်သူတပန်းဖို့ပြည်သူခွန်အားနဲ့တိုက်နေရတဲ့အဖွဲ့အစည်းကြီးဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ဝါမချပါဘူးမြေပြင်မှာတကယ်တိုက်နေတဲ့ရဲဘော်တွေကအတက်တွေဘဝတွေပြည်တိုက်နေရတာ ဒီဒေါ်လာရေးဆိုတာဘာနဲ့ပေါက်နေတာမဟုတ်ဘူးဂန်းနဲ့ပြစ်နေတာဖြစ်တဲ့အတွက်ပြည်သူတွေဝါးချတာများတယ်ဒီရဲဘော်တွေအတိုက်အခံတွေဆိုရင်ညာတစ်ဖက်မှာအတက်တွေပေးပြီးတိုက်နေတစ်ဖက်မှာအီအောင်ဝါတန်အောင်လိုက်ပြီးဝါးချနေရယ်ဆိုကျွန်တော်တို့ဒီမိုကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီစစ်မှန်တဲ့ငြိမ်းချမ်းရေးပမာရမှာဒီလိုပဲရောင်းလဲရောင်းလဲနဲ့နှစ်တွေတစ်နှစ်တစ်နှစ်ကြာလာကျွန်တော်ပြောနေတာကစေတနာနဲ့ပြောနေတာဆရာလောက်တာလည်းမဟုတ်ဘူးတကယ်လို့နားထဲမှာနဝင်မတည့်ဘူးနားထဲမှာမတည့်ဘူးဆိုရင်တောင်းမှာပါ အခုလက်ရှိကျွန်တော်တို့မြင်နေရတာကဟာလာဘယ်ကမ်ပိန်းမဲ့လို့လို့ Facebook မှာလုံးမလား YouTube မှာလုံးမလား TikTok မှာလုံးမလား Social Media ပေါ်မှာဒါပေမဲ့ဝန်းရံမှုအားလာတားနေနေအမှန်ဆိုတော်လိုင်းရဲပေါ်မြင်တာနဲ့ Like Share လုပ်ပေးရမယ်အဲ့ဒါဒီ Like ကို Subscribe မှာလုပ်ပေးရမယ်တက်ရင် Like ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့တော့လုပ်ပေးအောင်ကျွန်တော်ရွှေတိတိကံပြည်သူ့ကာကွယ်တက်ရင် YouTube မှာလည်းရှိတယ် TikTok မှာလည်းရှိတယ်ကျွန်တော်တက်ရင်တက်ရင်မှမဟုတ်ဘူး Line ပေါ်မှာရင်းတိုင်းရင်းတိုင်းကတက်တယ်ဘာကြောက်လဲ ဒီလိုတွေပြောကျင်တာကကျွန်တော်တို့ social media တွေထောင်းလဲဆိုတာဒီ social media ကရတဲ့ဦးတွေကလည်းဒီဒေါ်လာရေးအတွက်ပဲအသုံးချနေတာဖြစ်ပါတယ်။เนาะကျွန်တော် YouTube live မှာဆိုလဲကျွန်တော်ပြည်သူတွေကြည့်တယ်ဒါပေမဲ့ subscribe မှာလုပ်ဖို့တွန့်တုံနေကြတယ်လက်မလေးထောင်းပေးဖို့ကြောက်ကြ။ကိုမလေးရေးဖို့ကြောက်ကြ။ဘာဒေါ်လာရေးအမြန်ဆုံးပြီးွားမှာကြောက်လို့။နောက် TikTok social media ပေါ်မှာရဲဘော်တွေ live လွှင့်တယ်။ live ရှယ်လုပ်ပေးဖို့ကြောက်ကြ။ ဒါစော်လေးတွေ line ပေါ်မှာထိုင်နေပဲကောင်းမလေးတွေထိုင်နေမယ်ဆိုတော့ပြစ်လိုက်တဲ့ ban share လိုက်တဲ့ like ကျွန်တော်စီတော်ရောက်တယ် share ရတာ share ရတာကျွန်တော်ပြောချင်တာကခင်ဗျားတို့ဒီကိရတာတနာတော့မှာပဲ share ရင် share ရင်းနဲ့ပဲမြန်မာနိုင်ငံပျောက်သွားမယ်ဆိုတော့ခင်ဗျားတို့တွေးရောတွေးမိရလားနောက် Facebook မှာတော်လိုင်းရဲ့ like တွေ comment အကြီးကြီးလုပ်တယ်ကာဝေးဝန်ကြီးဌာနတွေလည်းပါတယ်ထားလိုက်ပါ Facebook မှာလူတွေမကြည့်တော့လူတွေမတွေ့မိတော့ Facebook ကလူသုံးနည်းတယ်လို့မမြင်ရဘူးကျွန်တော်လက်ခံပါ အခု social media နှစ်ခုဖြစ်စားနေတယ်နော် YouTube ရဲ့ကျွန်တော် YouTube နောက်ပြီးတော့ TikTok live လွှင့်နေကြတယ် live share လုပ်ပေးရမယ် YouTube မှာဆိုလဲကြိုက်ကြည့်ဖြစ်စီမကြိုက်ကြည့်ဖြစ်စီတော်လိုင်းရေးဖြစ်တဲ့အတွက်ဆောင်ဖန်မှာလုပ်ပေးရမယ်ဘာဖြစ်လို့လဲကျွန်တော်တို့လိုချင်တာက democracy စင်ဖန်တဲ့ democracy လိုချင်တာလုပ်နေတဲ့သူတွေကိုခွန်အားပေးရငါကမလုပ်နိုင်လို့မလုပ်နိုင်ရင်သူတို့လုပ်နေတဲ့သူတွေဆောင်ဖန်မှာလုပ်ပေးရမယ်လက်မထောင်ပေးရမယ်စာရေးပေးရမယ်ကြိုက်ကြည့်ဖြစ်စီမကြိုက်ကြည့်ဖြစ်စီ ါမျိုးကိုကျွန်တော်ပြောတာကျွန်တော်တို့လည်းတော်လိုင်းရဲ့ light တွေမြင်တဲ့အခါကျရဲဘော်ချင်းချင်းတွေ့တယ်စခိုင်မှာလုံးတယ်ရဲဘော်ချင်းချင်းလက်မတွေထောင်းတယ်စကားတွေပြောတယ်အမှန်ဆိုကျွန်တော်ကတယောက်နဲ့တယောက်ခွန်အားတွေပေးရမှာပြည်သူကအနောက်ကခွန်အားပေးမှာကျွန်တော်တို့ရဲဘော်တွေအရှိမရွံ့ရွံ့ချွန်ချွန်တိုက်ပွဲပဲကျွန်တော်တို့ပြည်သူတွေကတွေ့ကြော်ဆိုရင်ကျွန်တော်ရဲဘော်တွေအရှိမတွေ့ကြော်ဆောင်ပြေးတွေဖြစ်ကုန်ဒါကြောင့်မို့မြေပြင်မှာတကယ်လုံးနေတဲ့ရဲဘော်လေးတွေအတွက်မမေ့ပါနဲ့လို့